ခုတင်ဆက်ပေးမယ့်သတင်းကတော့ရှုံးမဲကြုံပြီးနောက်မှာဒိုင်နီနဲ့ကင်မရာရိုက်သူကိုပါ Mercedes နီးပါးပုံငါချတဲ့သတင်းဖြစ်ပါတယ်။ Mercedes နီးပါး Guardiola ဟာ Newcastle ကိုနှစ်ကိုတကိုနဲ့ရှုံးခဲ့တဲ့ပွဲပြီးမှာကွင်းလယ်တိုင်းဆက်မာရောနဲ့အဖွဲပြင်ရက်ကွေးရုပ်နေတဲ့ကင်မရာသမားကိုပါပြဿနာချတဲ့အတိဒေါသပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ ကွာဒီယိုလာဟာပွဲစဉ်ပထမပိုင်းမှာဖီဖိုတန်ကိုနျူကာဆယ်ဘက်ကပြစ်တင်ကျူးလွန်ခဲ့တာကိုပနတင်ပေးခဲ့တဲ့အပြင်နျူကာဆယ်ရသွားတဲ့အနိုင်ကိုကလည်းဂိုးမသွေးခင်ဂိုးသမားထွန်နာရမ်မာကိုပြစ်တင်ကျူးလွန်ခဲ့တဲ့ကြားကတိုင်ကခွင့်ပြုခဲ့တဲ့ဂိုးဖြစ်တယ်လို့သတ်မှတ်ပြီးပြသနာရှာခဲ့တာဖြစ်ပါတယ်ကွာဒီယိုလာဟာပွဲပြီးသွားချိန်မှာကိုင်းနဲ့ဝင်သွားပြီးဆမာရောနဲ့လက်ထောက်အတိုင်းတွေကိုပြသနာရှာခဲ့တဲ့အပြင်ဗီယာတိုင်းတွေကိုလည်းအပြစ်တင်တဲ့စကားတွေအော်ဟစ်ခဲ့ပါတယ်။ ဆမာရောနဲ့အခြားတိုင်းတွေကိုနဲ့ကထွက်သွားချိန်မှာဂွာဒီယိုလာဟာရက်ကွေးလုံနေတဲ့ကင်မရာသမားစီကိုသွားပြီးဒေါသတကြီးပြဿနာရှာနေတာတွေကိုလည်းကိုနဲ့မှာချက်ရှိနေသူတွေကမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ကွာဒီယိုလာကသူတို့အတွက်ထိုက်တန်တဲ့နိုင်ဝဲတပွဲကိုမထိုက်တန်တဲ့အရာတွေကြောင့်ဆုံးနှုတ်ခဲ့ရတယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ဒီသတင်းကိုတော့ငင်းစင်အောင်ကပေးပို့လာတာပါ။